အဲဒီတစ်ခါ x ပေါ့နော် x collective reading လေးလုပ်ပေးလိုက်တယ် collective reading ဆိုတာကဒီ reading တွေကိုမသိသေးတဲ့လူတွေအတွက်ပြန်ပြောပြမယ်ပေါ့နော် collective reading ဆိုတာအဲ pick a bind တွေတော့ bind 1 2 3တွေရွေးစရာမပါဘူး dvd တွေကိုအဲမီဒီယာပေါ်မှာနော် facebook ပေါ်မှာပဲဖြစ်ဖြစ် youtube မှာပဲဖြစ်ဖြစ် tiktok မှာပဲဖြစ်ဖြစ်တွေ့လိုက်တဲ့အခါမှာတစ်ဖက်သူရဲ့ energy ကိုပြောတဲ့ဟာကိုနားထောင်ကိုယ့်ရဲ့ energy ကိုပြောတဲ့ဟာကိုနားထောင်ပြီးတော့ energy တွေတိုက်တယ်ဆိုလို့ရှိရင် DB တွေကကိုယ့်အတွက်ဟောထားတာဖြစ်တယ်ဒါဆိုရင်ဆက်ကြည့်လို့ရတယ်ပေါ့နော် energy ကြီးတယ်ဆိုတဲ့အခါမှာအဲကိုကိုယ့်ရဲ့ energy လို့ပြောရတာဒီတစ်ဖက်လူရဲ့ energy ဖြစ်နေပြီးတော့တစ်ဖက်လူရဲ့ energy ကကိုယ့်ဟာဖြစ်နေတဲ့အဲ့လိုတစ်ဖက်နဲ့တစ်ဖက် energy switch ဖြစ်တာတော့ရှိတတ်တယ်အဲ့တော့ကိုယ်နဲ့ကိုက်ညီရဲဆိုမှကြည်ပါအဲ general reading ဖြစ်တဲ့အတွက်လူတိုင်းကိုဟောထားတာမဟုတ်တဲ့အတွက်ညာလုံးပြေ energy ကိုက်ညီမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အရင်ဆုံးဒီမှာ tarot card တွေကိုကြိုပြီးတော့အဲဆွဲထားတယ်အရင်ဆုံးဒီဘက်မှာ ဒီဗီဒီယိုလာကြည့်ရဲ collective လေးတွေရဲ့ energy ကို tarot ကနှစ်ကတ်နဲ့ oracle ကတစ်ကတ်ဆွဲထားတယ်။ဒါက x ပေါ့နော် x ဆိုတာကကိုယ်နဲ့အဲကိုယ်ပတ်သက်ချစ်ခဲ့တဲ့သူဒါမှမဟုတ်ကိုယ်နဲ့ချစ်သူဖြစ်ပြီးမှပြတ်သွားတယ်ဒါမှမဟုတ်ကိုယ်နဲ့အိမ်တော်တွေပါကြီးကြပြီးမှ꿰သွားတဲ့သူပေါ့နော်အဲအ ਨੇ ဆုံးတော့ x ဆိုတဲ့အရာကိုယ်နဲ့ပတ်သက်ပြီးပြတ်သွားတဲ့သူဖြစ်ရမယ်ပေါ့နော်အဲ့ဒါရဲ့သူ့ရဲ့ energy ပြီးတော့သူ့ရဲ့အဲအဲဟိုဟာကို oracle နှစ်ကတ်ရဲ့ oracle ကတ်ရဲ့ဆွဲထားတယ် ဒါကြတော့နှစ်ယောက်ကြားတဲ့ကအတိတ်ပစ္စုပ္ပန်အနာဂတ်ရဲ့အဲနှစ်ယောက်ကြားရဲ့ပတ်သက်မှုပေါ့နှစ်ယောက်ကြားရဲ့ပတ်သက်မှုကိုလို့အတိတ်ပစ္စုပ္ပန်အနာဂတ်ရဲ့ oracle ကတ်တက်ကတ်ရဲ့ဆွဲထားတယ်။ဒီနောက်ဆုံးကကြတော့6လအတွင်းမှာဒီသူကဘာဆက်လုပ်မလဲဘာတွေဖြစ်လာနိုင်လဲဆိုတာကို tarot ကတ် oracle ကတ်တက်ကတ်ဆွဲထားတယ်။ဒီကကြတော့နောက်ဆုံးမှာ angel answer 3ကတ်နဲ့ universe ကနေပြီးတော့ဒီ collective လေးတွေအပေါ်မှာထားရှိတဲ့ တစ်ဖက်သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မလုပ်တင်လဲဆိုတာကိုကြေညာပေးထားတယ်နောက်ဆုံးကြရင် collective လေးကိုအဲ့ဒီတစ်ဖက်က x ကဘာတွေပြောချင်လဲဆိုတာကိုဒီဒီ left message လေးတွေနဲ့ဆွဲပြီးတော့၅ကက်လောက်ပေါ့နော်ပြောပြမိမယ်အရင်ဆုံးကက်တွေကိုတစ်ချက်လှည့်ကြည့်လိုက်အောင်နော်ဒါက collective လေးတွေရဲ့ energy ဖြစ်တယ်အဲ့တော့ကိုယ်နဲ့ကြိုက်တယ်ဆိုရင်စက်ကြည့်ပါတော့ ။ဥပမာဆိုရင် seven of pentacles ရဲ့ king of cups ကဆိုပြီးတော့ပါတယ်။ဒါကတော့ဒီမှာပြောမှာပေါ့နော်။အဲ့မှာ seven of pentacles ဆိုတော့ collectively တွေကဒီ x နဲ့နှစ်ယောက်ကြားထဲကဆက်ဆံရေးတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကအပြည့်အဝစိတ်တိုင်းမကြရမျိုးလေးရှိခဲ့တယ်ပေါ့နော်။ကိုယ်ကမျောလင့်ထားတဲ့ဒီ x ကိုကိုယ်ကဘယ်လိုအဲမျောလင့်ထားတယ်ကိုယ့်ပေါ်မှာဘယ်လိုကောင်းလဲကိုယ့်ရဲ့ ပေါင်းသူတွေတငယ်ချင်းတွေကြားထဲမှာဆိုရင်တခြားချစ်သူကြီးသားတွေလိုမျိုးကိုကအဲပျော်ရွှင်ခြင်းနဲ့ဂရုစိုက်ခံခြင်းနဲ့ဒီချစ်သူရောက်မှုလို့ကိုကဂုဏ်ယူခြင်းနဲ့ကိုမိဘအတန်းဝင်တွေကြားထဲမှာကိုကမျက်နှာရခြင်းနဲ့အဲ့လိုမျိုးတွေရှိပေမဲ့ကိုကစိတ်တိုင်းမကြရဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါအဲ့ဒီဒီဒါတမရနှစ်ယောက်ရဲ့ဓာတ်ပုံလေးပေါ့သူတို့ကသူရခဲ့တဲ့စုတစိတ်တွေအများကြီးပဲရှိတယ်။ဒါကိုသူကမျှော်လင့်ထားတယ်။သူ့ရဲ့မျှော်လင့်ချက်တွေအဲ့လိုအမြင့်ကြီးမျှော်လင့်ထားတယ်ပေါ့နော်။ဒါပေမဲ့စိတ်တိုင်းမကြရတာမျိုးเนาะ။ X နဲ့ တစ်ချိန်ကကျစ်သူဖြစ်ခဲ့တဲ့အချိန်လုံးကအဲကိုမျောနေထားတဲ့လောက်ကို HD ကနေပြီးတော့ပြန်ပြီးတော့မရတာမျိုးတွေရှိနေတယ်ဆိုတဲ့သူတွေပါနိုင်တယ်အချို့ကကျတော့ King of Gas နော် King of Gas ဆိုတာလည်းအဲ့တဘောပဲအဲကိုကနေပြီးတော့ကိုဘက်ကနေပြီးတော့အဲစိတ်ခံစားချက်အပြည့်နဲ့တစ်ဖက်သူအပေါ်မှာအဆဆအယယာနားလည်ပြီးတော့ဖြည့်ဆည်းပေးပြီးတော့တစ်ဖက်သူကပါဇက်ကနေထုတ်ပြောစရာမလိုတော့အောင်ကိုသူ့ဝမွေးနေဆိုလဲကိုကအလိုက်တတိသူ့နေမကောင်းဆိုလဲကို ရင်မေးစေးလေးတွေဝယ်ပြီးစားစရာလေးနဲ့ခရူးစားအဲအဲ့လိုမျိုးအရန်ကိုနှွေးထွေးပေးခဲ့တယ်ပေါ့နော်ဒါကအဲ့လိုမျိုး collective လေးတွေကနှွေးထွေးပေးခဲ့တယ်ဒါပေမဲ့ကိုဘက်ကဒီလောက်ကြီးသူ့ကိုချစ်ပေးခဲ့ပြီမဲ့သူ့ဘက်ကနေတော့ကိုမျောလင့်ထားတယ်လို့မဖြစ်လာဘူးဆိုတော့ energy မျိုးတွေရှိတယ်လို့ပြထားတယ်နော်အဲ့တော့အဲ့ဒါကိုနောက်ပြီးတော့ဒါ universe ကနေပြောထားတဲ့ oracle message ပေါ့နော် too passive တဲ့အဲ့ဒီလိုဖြစ်တာကလည်း collective လေးတွေကတစ်ဖက်သူပုံမှာတိတ်ပြီးတော့ ဟိုဖိအားပေးတာမျိုးတိုက်တိုက်တွန်းတွန်းဟိုပြောတာမျိုးကိုဖြစ်ရှင်တဲ့ဇဏာကိုအတင်းအကျက်လောက်ယူတာမျိုးမရှိဘူးပေါ့နော်သူပေးတဲ့လောက်ကိုသူဂယုဆိုင်တဲ့လောက်ကိုသူချစ်တဲ့လောက်ကိုပဲကိုကကျေနပ်တယ်အဲ့လိုမျိုးပုံစံမျိုးတွေရှိတယ်လို့ပြထားတယ်เนาะဒီမှာဆိုလို့ရှိရင် take initiative to meet someone and to get the passion ignited တပတ်သူ လူတယောက်ကို တွေ့ဖို့ဆိုလို့ရှိရင်ကိုကိုစစ်တဲ့သူကိုစိတ်တိုင်းကြတဲ့သူနဲ့တွေ့ဖို့ဆိုရင် ကိုကိုရိုင်းကလည်း action ယူဖို့လိုတယ်ပေါ့နော်အဲ့တော့စစောကလို့ကိုစိတ်တိုင်းမကြပါဘယ်ကိုကဘာလို့စိတ်တိုင်းမကြတာလဲတစ်ဖက်သူပုံမှာကိုကဘယ်လိုမျိုးလေးဖြစ်စေချင်လဲဆိုတာကို collective လေးတွေကတိတ်မပြောဟိုပြောမှသိတယ်ဆိုတာမျိုးမလို့ချင်ဘူးပေါ့နော်တစ်ဖက်သူကအလိုက်တသိနဲ့ချစ်တယ်ဆိုတာမျိုးပဲလို့ချင်တယ်သူမချစ်လဲနေစကိုချစ်နေရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့အဲ active เนาะအရင်ဟိုဦးဦးဆောင်ဦးရွက်တွေလောက်ပြီးတော့အရင် active ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ ရတဲ့အဆင်ပြေတယ်ဘလို့လေးပဲဖြစ်ဖြစ်အဆင်ပြေတယ်နေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့အနားလေပြီးပြီးတော့ချစ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဒါက collective ရဲ့ energy ဖြစ်တယ်တစ်ဖက်သူ x ရဲ့ energy ဆောင်းဆိုးလေတော့ဆင်းတယ်တစ်ဖက်သူရဲ့ energy ကကြတော့ is of gaps တစ်ဖက်သူရဲ့ energy ကကြတော့သူက သူ့ဘက်ကလည်းကိုယ်တော့အဲစပြီးတော့တွေ့ခဲ့တဲ့အချိန်တုန်းကတော့ချစ်ချင်းမြတ်တာတွေအပြည့်ရှိတယ်နော်အဲဘယ်လိုပုံလဲသူ့ဘက်ကတော့စတင်ပြီးတော့ချစ်ခဲ့တာမျိုးဖြစ်နိုင်တယ်နော် A socket ဆိုတော့သူ့ဘက်ကစတင်တာစပြီးတော့သဘောကျတာစိတ်ခံစားမှုတွေသူ့ဘက်ကနေစတင်ခဲ့တာဆိုတဲ့ပုံစံမျိုးနော်နောက်တစ်ခုကကျတော့ Night of Pentacles သူက Night of Pentacles ဆိုတော့ဟိုဒီ ဒီပုံမှာဆိုလို့ရှိရင်ဒီဒီ volleyball လုံးကန် volleyball ဆော့နေတာဗောနော volleyball ဆော့နေလူနေပုံစံမျိုးသူကညံ့ဟိုဘယ်လိုကောင်းလဲသူတစ်ဖက်သူရဲ့ဘယ်အချက်မှာသူလွတ်အောင်ဒီဘောလုံးကိုအဲဒီ goal ပေါက်တဲ့သူထည့်ရမလဲဆိုတဲ့ပုံစံမျိုးနဲ့အစ်င့်အနေထားနဲ့လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးဗောနော်အဲ့တော့တစ်ဖက်သူကသူလိုချင်တာကိုသူတည်တည်ချက်ချာလမ်းကြောင်းချပြီးမှလုပ်တတ်တဲ့သူမျိုးเนาะတစ်ဖက်သူကသူကိုဟို ရှစ်တန်းကတော့တကယ်ချစ်ခင်တယ်ပြီးလို့ရှိရင်ဒါပေမဲ့ तू ကဘယ်လိုခေါ်လဲပြောရရင်တော့ဈေးရွက်တွက်ပြီးမှ तू လှုပ်ဆရာ gain ဆရာတွေကို तू တွက်ချက်ပြီးတော့မှသူ့အတွက်ပဲ तू ကြည့်ပြီးမှ तू တေချာမှလှုပ်တတ်တယ်လို့နော်ဒီကိုသွဲနေဆိုကိုဘက်ကနေပြီးတော့တစ်ဖက်ဒီမှာကာထားတဲ့လူတွေကြားထဲကနေပြီးဘယ်လန်းနေတွိုင်းလွတ်မလဲတေချာကိုပေါက်တဲ့ဝင်အောင်ထဲနိုင်မှုအတွက်ကို तू ကအာယုံစိုက်ပြီးမှ तू ကလှုပ်တတ်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်အဲ့တော့ဒီဟာကို Oracle အနေနဲ့ကြည့်မယ်ပေါ့နော် ဲ့ giving too much တဲ့နော် you are depleted because you give too much အဲအမေးကသူ့ပုံမှာအရန်ပေးဆက်ခဲ့တာတွေများတယ်ပေးဆက်ခဲ့တာတွေများတဲ့အတွက်ဟိုခက်ကိုယ်မှရှိသမျှဟာတွေအကုန်လုံးကိုပုံပေးလိုက်ရတယ်လို့မျိုးတွေဖြစ်ခဲ့တယ်ပေါ့နော် you need a balance of give give and take တဲ့ဒါကသူ့ကိုပြောတာလည်းမတူဘူးเนาะတစ်ဖက်သူ့ကိုပြောတာလည်းမတူဘူး collective လေးတွေရဲ့ energy ကိုပဲဟိုသူက collective လေးတွေကသူ့ကိုအရန်ချစ်မှန်းသိတယ်အစစအရာရာ ပေးဆက်မှန်းသိတယ်အဲ့ဒါကြောင့်မို့လို့သူက collective လေးတွေကိုပြန်ပြောခြင်းတဲ့ပုံစံမျိုးလို့ယူဆရတယ်ပေါ့နော်ဒါဆိုသူက तू तू က तू လိုချင်တဲ့ဟာကို तू ရအောင်လုပ်တတ်တဲ့ तू သူ့အတွက် तू ကြည်တတ်တဲ့လူမျိုး collective လေးတွေကသူ့ပေါ်မှာအဆအဆအရာရာပေးဆက်လုံးနေပေါ့နော် तू ကဟိုဘယ်လိုခေါ်မလဲဂယုနာတော်တော်နဲ့ပုံစံမျိုးပေါ့မင်းကငါအရင်ဂယုဆိုင်လုံးတာ哦မင်းကငါအတွက်အဆအဆအရာရာဖြည့်ဆည်းလုံးတာ哦မင်းကမင်းလည်းပြန်ကြည့်ပါအောင်အဲမင်းအတွက်လည်းမင်းပြန်ကြည့်ပါအောင်ဆိုတဲ့ပုံစံမျိုးသူကပြောခြင်းတယ်ဆိုတဲ့ဟာ เนาะဒါကတော့ဒီဘက်ကအကြောင်းကို energy check ပေးတာဖြစ်တယ်။အပြည့်နှစ်ယောက်ကြားရဲကအတိတ်ပြစ်စုံပဲအနာဂတ်ကိုကြည့်လဲမယ်เนาะ။ဒီမှာဆိုရင်အတိတ်မှာဆိုတော့ရှင် is of source เนาะနှစ်ယောက်ကစတင်ပြီးတော့စတူတွေညီဖြစ်ခဲ့တဲ့အချိန်မှာအမ်စွန်စားခြင်းစိတ်တွေเนาะအစ်စ်စတင်ခြင်းစိတ်เนาะအစ်စ်စတင်ခြင်းစိတ်တွေအပြင်ဟို source ဆိုတဲ့အတွက်ကိုကဟို လှဝက်လှလှဝက်ဝက်တွေချင်းတွေ့ရတာမျိုးเนาะတခြားသူတွေမသိဘဲနဲ့အဲတိတိလေးချစ်သူရေးစားဖြစ်ဖြစ်ရတာကိုပို့ပြီးရင်ခုန်တာမျိုးဒါမှမဟုတ်လို့ရှင်သူ့ဘက်မှာဖြစ်စေကိုယ့်ဘက်မှာဖြစ်စေတိလို့မရတဲ့အကြောင်းအရာတွေကိစ္စတွေရှိတယ်ပေါ့နော်အဲ့လိုကြားတဲ့ကနေပြီးတော့အဲရင်ခုန်လှုပ်ရှားပြီးတော့မှချစ်သူရေးစားအဖြစ်ကိုရခဲ့တာမျိုးကိုဟိုတဘာဝအရာပို့ပြီးတော့ဟို အစစာရဲ့အစဉ်ပြေနေတဲ့အခြေရေးကြီးတဲ့ဆရာလို့ရှိရင်အဲ့လိုကိုကိုတွေ့ရတာကိုချစ်ရတာမျိုးပို့ပြီးတော့သဘောကျတယ်။အဲ့တော့အတိတ်မှာတော့လည်းအဲ့လိုမျိုးပုံစံမျိုးနှစ်ယောက်ကြားတဲ့ energy ကရှိတယ်လို့ပြတာတယ်။နော်ဒီမှာဆိုရင်ဒီကလေးလေးကအဲဆုံလွတ်နေတဲ့ဆိုရဲပုံစံမျိုးလေးဓာတ်လေးလေးနားမှာရှိတယ်။ဒီဆုံထွက်သွားအောင်လှုပ်လိုက်လေးနဲ့တူတူပါအောင်လှုပ်လိုက်ပြန်ရေးပြီးတော့ဆွဲလိုက်အဲ့လိုမျိုးဟိုစိတ်လုံရှားစရာကစားနေလို့ဒီကလေးလေးကပျော်ပြီးတော့သဘောကျနေရပါတော့။ အဲအဲ့လိုမျိုးပုံစံမျိုးအတိတ်မှာတော့က collectively နဲ့ x ရဲ့ဂျားတွေရာရင်ခုံစရာစိတ်လုံစရာဆရာစူးစမ်းခြင်းနဲ့စိတ်အပြည့်နဲ့စစ်သူကြီးစားဘဝကိုကြော်ဖြတ်ခဲ့ရတယ်ဆိုတာမျိုးတွေ့ရတယ်။နောက်ပိုင်းမှာဘာဖြစ်ခဲ့လဲဆိုတော့ the hierophant နော် the hierophant ဆိုတော့အဲဘာသာရေးဘာသာတရားကိုင်ဆိုင်တာမျိုးနှစ်ယောက်တည်းကတယောက်ယောက်ကဘာသာတရားကိုင်ဆိုင်တာမျိုးဖြစ်နိုင်တယ်။ နော်အဲဒါမှမဟုတ်လို့ရှိရင်နှစ်ယောက်ကြားထဲမှာတက်ပါတီပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်နော်လူကြီးလူကြီးမိဘတွေဘာတွေကနေပြီးတော့ဒီနှစ်ယောက်ကြားထဲကိုဝင်လာတာမျိုးဒါမှမဟုတ်တခြားတက်ပါတီဝင်လာတာမျိုးနော်အဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ညောလေးချက်တွေဘာတွေကပထမတော့ဒီလိုရင်ခုန်စရာလှုပ်စိတ်စိတ်လှုပ်ရှားစရာအကြောင်းတွေပဲရှိတယ်နော်ခလေးလေးလိုပဲပူပန်စရာမရှိတဲ့အခြေအနေပျော်နေတာပဲ เนาะအဲ့လိုမျိုးကနေပြီးတော့အခုတော့ဆူတောင်းနေရပြီဖင်မူတောင်းထောင်ပြီးရှီခိုးပြီးဆူတွေတောင်းနေရပြီဒီဒီလူကကိုနားမမြဲဖို့ဒီလူကကိုကိုချစ်နေဖို့ဒီလူကိုအပေါ်မှာသက်သာရှိဖို့အဲ့လိုမျိုးတွေဆူတောင်းနေရတာမျိုးเนาะကိုကိုဘာကိုသက်သာလို့ရှိရင်သူသူနဲ့ကိုနဲ့ကြားတဲ့အတိအတိမိတ်ဆွေတွေလူကြီးသူမတွေကိုကပြောပြီးတော့သူ့ကိုလိမ်မအောင်ထိမ်းမအောင်သူ့ကိုဂယူးဆိုင်ပါအောင်ဘာညာနဲ့ကိုကအဲ့လိုမျိုးလူတွေကိုပါပတ်ပြီးတော့ဟိုအခုညီတောင်းလာရတဲ့ပုံစံမျိုးတွေဖြစ်လာတယ်လို့ပြထားတယ်။နောက် နောက်ပိုင်းပေါ့နော် future ရဲ့ immediate future ပေါ့ကိုနဲ့ ace နဲ့မကွဲကွာသွားခင်နောက်ဆုံးအချိန်လေးလောက်အထိပေါ့နော်အဲ့မှာဆိုရင် ace of pentacles ဒီမှာပုံစံကိုကြည့်လို့ရှိရင်တော့ तू ကကိုကိုစီရနေပြီးတော့တက်တာပြပြီးနှုတ်ဆက်သွားတာမျိုးဖြစ်နိုင်တယ်เนาะတက်တာပြပြီး तू ကနှုတ်ဆက်သွားတယ်အဲဟိုပြဿနာတွေအကြီးအကျယ်တွေဖြစ်ပြီးတော့လမ်းခွဲသွားတာတော့မဟုတ်ဘူး။သူကဟိုအကြောင်းတစ်ခုခုမှအလုပ်အလုပ်ကိစ္စတော့ဘာလို့ပဲဖြစ်ဖြစ် ့တင်တန်းတက်မလို့ငွေကြီးကိစ္စတို့ပဲဖြစ်ဖြစ်သူအဲ့လိုလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုအေးစစ်စစ်ပဲသူပြောပြီးလက်ပြပြီးတော့သူထွက်ခွာသွားတာเนาะပန်တီကယ်ဆိုတဲ့ဟာမျိုးရုတ်တရက်ကြီးထွက်ခွာသွားတာမဟုတ်ဘူးဖြည်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 းချင်းတည်းမှာတဖြည်းဖြည်းခွာခွာခွာလာပြီးတော့ကိုနဲ့ပြတ်တောက်သွားတာမျိုးဖြစ်နိုင်တယ်เนาะအဲ့လိုချင်းနေတိကိုကိုကမသိသေးသူအတွက်ကိုဆက်စားအရာရာထောက်ပံ့တာမျိုးငွေကြီးတွေလက်ဆောင်ပေးတာမျိုးအဲဟို ဥစ္စာပစ္စည်းအရာပဲဖြစ်စေအခွင့်အရေးသူ့အတွက်လိုအပ်တဲ့ကမ်းလှမ်းမှုပဲဖြစ်ဖြစ်ကိုယ့်ဘက်ကနေပြီးတော့နောက်ဆုံးအခြေအနေဒီကိုပြေးခဲ့တာမျိုးပေါ့နော်ဒီမှာလည်းသူကနှုတ်ဆက်ပြီးတော့လက်ပြပြီးသားထွက်ခွာသွားတာနောက်မျက်နှာလေးကပြုံးပြုံးလေးတဲ့ကိုယ်နဲ့ပြဿနာတွေဖြစ်ပြီးရန်နေဖြစ်ပြီးတော့ဟိုနာကျင်ကြီးကွဲစရာတွေနဲ့ဖြစ်သွားတာတော့မဟုတ်ဘူးလို့ပြထားတယ်နော်အဲ့တော့ဒီနှစ်ယောက်ကြားတဲ့ကအဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါကော်ရီကက်ကလေးတကယ်ဆွဲလိုက်ပဲပေါ့နော် sorry ော်ရီကက်ကလေးတိုင်းဖွင့်လို့မရအောင် ဟိုဆက်လိုက်ပြီးလို့လည်းမရအောင်ပြန်သွားပါမယ်။နားလေ။ကြည့်ဒီလိုလေစဉ်းစားပြမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါတော့နော် sex only ရယ်နော်သူနဲ့ကိုယ်နဲ့ကြားရတဲ့ဆက်ဆံရေးကဘယ်လိုလဲဆိုတာကိုမေးကြည့်လိုက်တော့ sex only လို့ပြရတယ်။နှစ်ယောက်ကြားထဲမှာ တယောက်ယောက်ကဒီမှာပြောလာနော် either you or your partner only one says တဲ့နော်သင်တို့နှစ်ယောက်ကြားထဲမှာသင်ဒါမှမဟုတ်တစ်ဖက်သူကဟိုချစ်ချင်းမြတ်တာထက်စားလို့ရှိရင်ဒီကိုကိုကနာယင်းဤပတ်သက်မှုကိုပို့ပြီးတော့လူချင်းတဲ့ပုံစံမျိုးတွေရှိခဲ့တယ်တဲ့နော်ဒါကတော့လူတိုင်းနဲ့ kait ချင်းမှ kait မှာပေါ့နော်လူတိုင်းနဲ့မ kait ရင်လည်းကိုနဲ့မ kait တဲ့အတွက်ကိုဟောတာမဟုတ်ဘူးလို့ယူဆလိုက်ပေါ့နော် accept that is okay or reach for more ဒါကိုသင်ဘက်ကနေပြီးလက်ခံနိုင်တယ်ဆိုရင်တော့ဆက်သွားလက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ လမ်းခွဲလိုက်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်เนาะဒါကဒီနှစ်ယောက်ကြားတဲ့ energy ကိုပြောထားတာပေါ့เนาะအဲ့တော့ဒီအတိုင်းဆိုလို့ရှိရင်သူနဲ့ကိုနဲ့ကအဲ့လိုမျိုးအိစာတွေကြောင်းမို့လို့ဘာပြက်တနာမှမရှိဘဲနဲ့ကြာလာတဲ့အခါမှာတဖြည်းဖြည်းချင်းအဲကွဲကွာကွေးဝေးသွားတယ်ကွေးကွင်းသွားတယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့ Oracle ပြထားတယ်เนาะအဲ့တော့6လအတွင်းမှာ6လတုန်းကသူကဘာလုပ်ဖို့ရှိလဲသူရဲ့ action သူဘာလုပ်ဖို့ရှိလဲဆိုတော့ကို Tarot တကယ် Oracle ကတကယ်ဆွဲထားတယ်ပေါ့เนาะ queen of panic ကိုဆိုရနော် queen of panic ဆိုတော့သူဖြစ်စီကိုဖြစ်စီကိုရဲ့အလုပ်တွေကိုလုံးဆိုင်ရှိတဲ့ကိစ္စတွေကိုအာယုံဆိုင်နေတဲ့ဟာတွေကိုပဲဆက်ပြီးတော့လုပ်နေတာမျိုးနော်အဲဒီမှာဆိုလို့ရှိရင်ဒီမှာတတိမလေးပေါ့နော် the star လေးဖြစ်အနောက်မှာအောင်မြင်မှုကျဲဝင်နေတယ်နော်ဒီမှာကြည့်ဟိုပုံးနေရုံငန်းတစ်ခုမှာရာဒူးတစ်ခုမှာ stable ဖြစ်နေရဆိုတဲ့ပုံစံမျိုးနော်သူကလည်းသူ့လုပ်သူလုပ်ကိုကလည်းကိုလုပ်ကိုလုပ်နေတကူတဲ့တော့တကူတယ်ပဲသူကလည်းကိုစီ ဟိုပြန်လာတာတော့မတွေ့ဘူး။ तू ကိုယ့်စီကိုပြန်လာဖို့စဉ်းစားတာတွေဘာလဲ။ဒီကက်မှာအဲ့လိုနေမတွေ့ရဘူးကောနော်။ဒီကက်အရာဆိုတော့6လတည်းမှာမပါလို့မလဲဆိုရင် तू အလုပ်သူလုပ်ပြီးတော့သူ့ဘာ तू ရောရာစိတ်ဝင်စားရာစိတ်အားထက်တန်ရာကို तू ဆက်လုပ်နေတယ်။ကိုကလည်းအဲ့လိုပဲဆက်ပြီးတော့ဖြစ်နေလိမ့်မယ်ဆိုတာမျိုးပြထားတယ်။အဲ့ဒါကို Oracle ကနေကြည့်ရအောင်နော်။ incomplete တယ်နော်။မပြည့်စုံတယ်ဘာမို့ ပမုတ်ချမ်းကိုအသေးပုံစံလေးလုပ်တာဒါပေမဲ့အလဲကောင်ကကြတော့အပေါက်ဖြစ်နေတယ်ပေါ့နော် incomplete ရဲ့နော်မပြည့်စုံဖြစ်နေတယ် you want someone who completes you ဒါကနှစ်ယောက်လုံးဟိုပြောတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့ဘက်ကခံစားချက်လည်းဖြစ်နိုင်ဒါမှမဟုတ်ကိုယ့်ဘက်ကပေါ့နော်တယောက်ယောက်ကိုကိုယ့်စီမှာရှိစေခြင်းလေဒီလူရှိမှကိုယ့်ဘဝကြီးကပြည့်စုံတယ်ဆိုတဲ့ခံစားချက်မျိုးတော့တင်လို့မှရှိတယ်နော်ဒါမှမဟုတ် तू तू ကဘာဆက်လုပ်မလဲလို့ဒီအောင်ဆုံးအမိထားဖြစ်တယ်သူ့ရဲ့ခံစားချက်လည်းဖြစ်နိုင်တယ်နော် but you need to be whole on your own ね ဟိုတယောက်ယောက်ကိုတော့အနားမှာရှိစေချင်တယ်ဒါပေမဲ့မရှိဘဲနဲ့ရအောင်နေမယ်ကိုဖတ်ကိုပဲရအောင်ရက်တည်မယ်ဆိုတဲ့ပုံစံမျိုးနဲ့နော်သူ့သူ့မှာဒီပန်းစီအသေးပုံလေးကအလေကောင်မှာအပေါက်ကြီးဖြစ်နေပြီမဲ့ရတဲ့ကိစ္စမရှိဘူးဆိုပြီးတော့ပဲသူကဆက်ပြီးတော့သူသူ့သူ့ချက်တော့ပေါ့ပဲသူရက်တည်နေပြီးတော့တင့်စီကိုဆက်သွဲတာလေးပြန်လာတာလေးလုံးမမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပဲ Oracle ကပြောထားတယ်နော်အဲ့တော့ဒီနေ့ရောက်ကြတဲ့ကအဲ က်ဆိုင်ရေးနဲ့ပတ်သက်ပြီးတော့ H ဒီ H နဲ့ပတ်သက်ပြီး collective တွေကို universe ကဘာတွေအကျဉ်းချုပ်ပြီးရှင်တဲ့သုံးကပ်ဆွဲထားတယ်ပေါ့နော် father healing เนาะဒီဒါဟိုကတ်တုန်းတွေမှာပါတယ်ဒီပင်လယ်ရေပြင်စုနမင်းရေပုံပေါ့เนาะ your your personal power increases as you give any father related issues to heaven တဲ့သိရဲ့တကူရေအစွမ်းအစာတွေเนาะတကူရေကိုယ်ရေကိုယ်သွေးတွေကတိုးတက်လာလိမ့်မယ်တဲ့ ဲ့လိုတိုးတက်လာဖို့ဆိုဘာလုပ်ပေးရမလဲဆိုရင် father related issues to heaven ကိုကိုကို healing လုပ်ဖို့ရရပေါ့နော်ရရပြောချင်တဲ့အဖေဖေနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုခုကိုအဲကောင်းခင်ကိုပေးပေးပါရဲဆိုတဲ့ခါကျတော့ထားပါတော့ကိုမဖခင်ရှိသေးတယ်ဆိုရင်ဖခင်ကိုပူဇော်ရာမျိုးကတော့ရာမျိုးနော်အချို့ကကျတော့ဖေဖေဖခင်နေတက်ရှိထင်ရှားရှိနေသေးပေမဲ့အဲ့လိုလို့ကိုအပြည့်အပြည့်လာရောင်းအပြည့်လာတဲ့အသက်ကြီးလာရင် ကျမတို့ကိုယ်တိုင်ကအဖေကိုအဲ့လိုဖက်လက်တင်ငင်နဲ့အဖေကြီးပါညာအဲ့လိုမျိုးဖက်ဒါချစ်တယ်လို့ပြောတာအဲ့လိုမျိုးမရှိဘူးပေါ့နော်သူတို့နိုင်ငံတွေမှာကြာတော့အဲ့လိုမဟုတ်ဘူးအဖေကိုအပြင်ပြန်လာတယ် I love you dad I love you စမ်းတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အသက်ကြီးလာမိပါရင်လည်းစိတ်သွားရတယ်အဲ့တော့ကိုကအမေအဖေဒီခန်းတော့သွားအဲ့လိုဖက်လက်တင်ငင်မရှိရင်တောင်မှပဲအဖေနေကောင်းလားထမင်းစားပြီးပြီလားအဲဆေးတွေပါတယ်ရောရှိရဲ့လားဘာဝယ်ပေးရအောင်မလဲညဘက်တကြိမ်6လောက်တွေပါတယ်သေးလေးမိနှိပ်ပေးရမလားဘာညာဆိုသူတို့ဘာမှမဖြစ်နေတောင်မှအဲ့လိုမျိုး ဒီယူဒစိုက်လေးတွေလုပ်ပေးရင်သူတို့ကစိတ်ချမ်းသာတယ်เนาะဟိုသူတို့ကိုယ်တိုင်သာမတောင်းဆိုရင်သာရှိမယ်အဲ့လိုမျိုးသားသမီးကလာပြီးတော့ခြေစုပ်လက်နဲ့ပြုတယ်ဂယူးဆိုင်တယ်ဆိုရင်ဖခင်တွေကကြည်နဲ့တယ်ပီတိဖြစ်တယ်ပေါ့เนาะအဲ့ဒါကကိုဘဝမှာဟိုခံစားနေရတဲ့အဲစိတ်ခံစားမှုတွေဝေကြွေးတွေเนาะငွေကြေးကြောင့်ပဲဖြစ်ဖြစ်စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်အခြေအနေကြောင့်ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာပိတ်ဆို့နှောက်ယှက်မှုတွေရှိလာလို့ရှင်ဒါမိဘကို အဲဒီလိုမျိုးပြုစုစောင့်ရှောက်တာကဒါရရရပဲเนาะဒါကဗုဒ္ဓဘာသာအရာလဲဟိုကောင်းမွန်တဲ့ရရရဖြစ်တယ်ဗောနော်အဲ့လိုမျိုးဖခင်မရှိတော့ဘူးဆိုလို့ရှိရင်ဖခင် father related issue ဆိုတဲ့ဟာမျိုးကိုယ့်ရဲ့အဖေမရှိတော့ရင်ကိုယ့်ရဲ့မိသားစုမှာရှိတဲ့အဲ့ဟိုအကိုကြီးအဖရဆိုအကိုကြီးတို့ဘာလို့အဲ့လိုမျိုးလုပ်ပေးတာမျိုးဒါမို့အဖေအတွက်ကိုယ်ရည်စူးပြီးတော့အလှူဖုန်ကြီးတွေပါလေလှူဒန်းပေးတာမျိုးကိုကိုးွယ်တဲ့ဖုန်ကြီးတွေပါလေကို အဲလူတန်းပေးတဲ့ဆုံးကပ်ပေးတဲ့အဲအဲ့လိုဟာမျိုးเนาะအဲ့လိုတွေလုပ်ပြီးလို့ရှိရင်တင့်မှာခံစားနေရတဲ့ဒဏ်ရာတွေအနာတရတွေက healing ဖြစ်သွားလိမ့်မယ်တဲ့ဆိုပြီးတော့ပြောထားတယ်နောက်တစ်ခု break free တဲ့ try different ventures and experience a way to grow and learn တဲ့เนาะတင့်ကိုတင်လွတ်မြောက်အောင်အဲဒီမှာဆိုရင်ဒီရေတွေကနေပြီးဒီလပိုင်းတွေကပြန်ဟိုခုန်တက်လာတာပေါ့เนาะအဲ့တော့ဟို အဲဒီအဲ့ x ကအန်ဂျီထဲမှာပဲတဝဲဝဲလဲလဲ x ကပြန်လာအောင်မလားမသိဘူးဆိုဗီဒီနေပတ်မေးလဲဟို၃လအတွင်းမှာပြန်လာအောင်မလားလာမေးလဲ၃လပြန်မဆရာမ၆လအတွင်းမှာပြန်လာအောင်မလား x ကဆိုတော့တင့်ကိုချီနောင်ထားတဲ့ဂျိုးကိုတင်ကိုယ်တိုင်က break မလုပ်ဘူးရုံးမထွက်ဘူးနော်ဒီဝီလာကလေးလို့ပြန်ထွက်ပြီးတော့လပိုင်လေးလို့ရုံးမထွက်ဘူးအဲ့ဒီဟာမျိုးလုံးမဲ့အစားတင်ရုံးထွက်ပါ experience a way to grow and learn တင့်ကိုယ်တင်နော်ဟို ပို့ပြီးတော့ရင်းကျက်လာဖို့ဒီကြုံခဲ့ရတဲ့ ACE နဲ့ပတ်သက်တဲ့ဆက်ဆံရေးအဆင်မပြေခဲ့မှုတွေကနေပြီးတော့သင်ခန်းစာယူပြီးတော့ချိန်ဆက်ဖို့အတွက်ကို break လုပ်တင်ပြီးဆိုတာမျိုး universe ကအကြံဉာဏ်ပေးထားတယ်။နောက်တစ်ခုမလို့ဒါကလည်းခွင့်လို့မရဘူးတော့ then a new dawn နဲ့เนาะ dawn ဆိုတာကအာယုံဦးเนาะအာယုံဦးနေရောင်ကြီးပြပြလေးဝင်လာပြီးတော့နှွေးထွေးမှုလေးစရပြီးအမောင်လေးကနေစပြီးအလင်းလေးဝင်လာတဲ့အချိန်က down လို့ခေါ်တယ်เนาะ ဲ့တော့တင့်အတွက်ကိုအာယုံဦးနေအောင်ကြီးလေးတွေရလာပြီဆိုတာမျိုးပြောထားတယ် The worst is now behind you တဲ့နော်အဲ့တော့အစိုးရဆုံးအရာတွေကတင့်ရဲ့နောက်မှာကျန်ခဲ့ပြီ and positive new experience are on the horizon ကိုယ့်အတွက်ကောင်းမွန်တဲ့အခွင့်အရေးအသစ်တွေကြိုးစားရမယ့်ဟာတွေနော်ရှင်ပြိုင်မှုတွေအဲလက်တွေ့ဆန်တဲ့အရာတွေကတင့်ကိုစောင့်ဆိုင်းနေတယ်တဲ့အဲ့တော့ဒီအာယုံဦးချေရနေစပြီးတော့အမှောင်ထဲကနေရုံးထွက်လိုက်ပါဆိုတဲ့ပုံစံမျိုး universe ကပြောထားတယ်နော် ဲ့တော့ပြန်နောက်ဆုံးပေါ့နော်ဒီ left oracle လေး ਨੇ left message ပေါ့ဒီတစ်ဖက်သူ x ကသူ့ကိုမပြောပြခဲ့တဲ့စကားတွေနော်သူ့ရဲ့စိတ်ထဲမှာတကယ်ပြောချင်တာလည်းဖြစ်ဖြစ်ဖြစ်မဲ့မပြောပြခဲ့တာတွေပေါ့နော်ဘာတွေသူ့ကိုကျင်တယ်ဘာတွေတိတ်နာလဲဆိုတာကိုငါကတ်ဆွဲပေးမယ်နော်တရက်အရင်များတော့ဒီချိုးဝခတ်တယ်ဒီလိုပဲဒီလိုလည်းမဆိုင်ဘူးနော်အဲ့ဒီအနေငါကတ်ဆွဲပေးမယ် ဟုတ်ကဲ့ကြက်ထုတ်ထားတယ်ဗောနော်အဲ့မှဆိုရင်ဒီဟာအရင်ဆုံး I began apprehensive about being candid with you ဆိုတာကတင်းတင်းနဲ့ပတ်သက်ပြီးတင်းကို तू ကဖုံးကွယ်ထားမှာ၄ညာထားမှာ၄တော့မယုံမသားလောက်ရမှာ၄ကို तू စိုးရိမ်နေဗောနော် तू လို့ကောင်းလဲမဖုံးကွယ်ထားရဲဘူးဗောတင်းရှိမှာ तू ဖုံးကွယ်ထားတဲ့အရာတွေလုံးမိလို့ရှိရင်လည်းပေါ်သွားမှာဆိုတဲ့အတွက်တင်းကို तू တက်ပြီးတော့မလင်းညာရဲတော့ဘူးလို့ तू ကပြောထားတယ်တဲ့နော် နောက်တစ်ခုက I fell in love the moment I saw you အဲ့တင်းနဲ့သူနဲ့စတွေ့တဲ့အချိန်မှာစောစောကလည်းအပေါ်မှာလည်းပြောထားတယ်သူ့ဘက်ကစပြီးသဘောကျရဖြစ်နေတယ်လို့ပြောထားတယ်သူကလည်းစတွေ့တဲ့အချိန်နောရတယ်စပြီးရောတယ်သူသဘောကျခဲ့တာလို့သူကပြောပြထားတယ်နောက်တစ်ခုက I know I hurt you I don't want to hurt you again တဲ့တင်းကိုကိုသူကနာကျင်စေခဲ့ပါတယ်အဲ့ဒါကြောင့်မလို့နောက်နောက်ပိုင်းထပ်ပြီးတော့ သူ့ကြောင့်မလို့တင်းကိုဒီ collective လေးတွေကိုဒီ ace ကထပ်ပြီးတော့မနာကျင်စေချင်တော့ဘူးပေါ့နော်သူသူ့ကြောင့်နာကျင်ရမှသူသိတယ်သူအတ္တကြီးမှသူဟိုကောင်းဆန်မှသူလုံးတင်တာလည်းမလုံးပေးခဲ့မှသူသိတဲ့အတိုင်းပဲအဲ့အရာဒီကြောင့်မလို့သူထပ်ပြီးတော့မနာကျင်ရတော့အောင်ကိုနေလိုက်တာပါဆိုပုံစံမျိုးပြောထားတယ် I would you would knock on my door တချင်ချင်းကြိုက်ရင်တော့မင်းငါတဲ့ငါရဲ့ဒီတကားကိုလာခောက်လိမ့်မယ်လာခောက်ပါစေလို့စိတ်ထဲမှာတော့မျှော်လင့်နေမိသေးတယ်တဲ့သူကအဲ့လိုပြောထားတယ်နော် ါသူရဲ့သူသူရဲ့စိတ်ထဲကသူရဲ့နှလုံးသားတကာကိုသူကအခုပြိတ်ပြီးအလုပ်တွေစူးစမ်းနေတာမျိုးတခြားအာရုံတွေစိုက်ထားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တချိန်ကြီးကျရင်တော့ပြန်ပြီးတော့ပြန်ဆုံတွေ့ကျင်တဲ့သဘောမျိုးတော့သူစိတ်ထဲမှာရှိတယ် I think that you are better off without me တဲ့ဒါပေမဲ့ဒီမင်းဟာဒီသူမရှိဘဲနဲ့ပေါ့နော်ပို့ပြီးတော့ကောက်มาတယ်တခြားအရာတွေနဲ့ပို့ပြီးတော့ထိုက်တန်มาတယ်သူကမကောင်းတဲ့အတွက်သူ့ကို ပြောမလီပါနဲ့တော့ဆိုတဲ့ပုံစံမျိုးလေးကိုတစ်ဖက်သူရဲ့ရှင်တွေရဲ့စကားသံတွေအနေနဲ့ပြောထားပါတယ်ဒါကတော့ collective reading တွေဖြစ်ပါတယ်ဒီ reading နဲ့ပတ်သက်ပြီးအဲ energy ကိုက်ရည်ရယ်ဆိုရင်ပြောပြပါကြပါအောင်နော်အားလုံးကျမ်းမာကြပါစေလို့ဆုတောင်းပေးလိုက်ရင်းနဲ့ reading လေးကိုရက်လိုက်ပါတယ်